ခရိုနီကိုယူရာချင်းတူပေမဲ့ဝုံမုံရွှေလိုကံမကောင်းပေအခုလိုအင်အောင်ရေးကြောင့်လူပြောများနေတဲ့ဤချောပူဤချောပူနဲ့ဝုံမုံရွှေတို့ကရှေ့စဉ်နောက်ဆင်လက်ထက်ခဲကြရဲ့မင်းသမီးတွေဆိုလည်းမမားပါဘူးဒါအပြင်ထူးခြားချက်တစ်ခုကတော့နေအောင်လုံးကချမ်းသာတဲ့အမျိုးသားတွေကိုခင်မောဖြစ်တော်ထားရတာပါဝမုံရှိရဲ့ခင်မွန်ကိုနိုင်ဖြိုးကျော်ကတော့အလုံးသီးတဲ့မြန်မာနိုင်ငံရဲ့နာမည်ကြီးထုတ်လို့ရင် VV နဲ့ရှေ့ရလုပ်ငန်းစုအတော်များများကိုပိုင်ဆိုင်ပါတယ် ီချောပေါ်ရဲ့ခင်မုန်းကလည်းချမ်းသာတဲ့သူဖြစ်တယ်လို့မြန်မာနိုင်ငံမှာရောပြည်ပေါင်းမှာပါလုပ်ငန်းစုကြီးများပါတယ်။ဒါအပြင်အီချောပေါ်နေထိုင်တဲ့အိမ်ကြီးဆိုရင်တိမ်မောက်တောင်းချီတန်းကောင်နန်းတော်ကြီးတို့ကြီးကြဲခန်းထားတဲ့အိမ်ကြီးဖြစ်ပါတယ်။လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာလည်းဘရင်မတပါးလို့သာပြင်ဆင်ကပွေတိုင်းကိုအလှဆုံးပြင်ဆင်ပြီးမှထွက်လီရှိတာပါ။ကျော်ရှင်တဲ့ပုံစံလေးနဲ့ပြင်စင်ကထွက်လေရှိတဲ့အီချောပူရဲ့အိမ်အောင်ရေးကိုလေတာယာလိမေလို့သာထင်ထားကြတာပါ ဒါပေမဲ့ဒီအပိုင်းမှာတော့ Echo Po နဲ့ကင်မရာရှိမှမဟုတ်ဘဲနဲ့အပြင်လူနေမှုဘဝမှာကြုံဆုံရသူတွေကမူမမှန်တဲ့အချက်တွေကိုတွေ့မြင်ရကြောင်းဆိုရှယ်မီဒီယာမှာရေးတင်လာခဲ့တာပါသူတို့ရေးတင်လာခဲ့တဲ့အကြောင်းရင်းကတော့ Echo Po ရဲ့ခင်မုန်းဖြစ်သူနဲ့အိမ်အောင်ရဲ့အကြောင်းဖြစ်ပါတယ် Echo Po ကိုအပြင်ကစေးရုံတစ်ခုမှာမြင်ရသူကသူ့မြင်တဲ့အတိုင်းကိုရေးလာခဲ့ပါတယ်အီချောင်းပေါ်ကတမိလေးကိုကာကွယ်စေလာထိုးပေးတာဖြစ်ပြီးတော့ခင်မုန်းဖြစ်သူပါပါလာရေလို့ဆိုပါတယ် ။လမီလီယာခန်းထဲမှာဆေးသွားထိုးချိန်မှာအီချောပိုတယောက်ထဲသာလိုက်သွားရတယ်လို့ဆိုပါတယ်။ခင်မောင်းချစ်သူကမလိုက်သွားဘဲနဲ့အပြင်မှာသာနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာခလီးယာနာရာကြောင့်ငိုသွားခဲ့ပါတယ်။ငိုလို့ပြန်ထွက်လာတာကိုခင်မောင်းချစ်သူကအီချောပိုကိုအပြစ်တွေပြောဆိုနေရကိုမြင်လိုက်ရကြောင်းခြေသားထားတာပါ။ဒါအပြင်အီချောပိုရဲ့ခင်မုန်းဖြစ်သူမျက်နာကအရန်ကိုခတ်ထန်ကောင်တမျိုးကြီးဖြစ်နေတယ်လို့ဆိုပါရီဒါအပြင်ကလေးကိုခြိသွားကအီချောပိုကိုထားခဲ့လို့ခြေသားလာခဲ့တာပါ ဒီအခြေအနေကိုခြေတောင်းလာစီမှာတခြားသူတွေကလည်းသူတို့လည်းဤချောပုံနဲ့ခင်မုန်းဖြစ်သူအတူရှိတာဆုံတိုင်းအခုလိုမူမမဲနဲ့ဆက်ဆံပုံတွေကိုမြင်တွေ့ရတယ်လို့ဆိုနေကြတာပါပရိတန်တချို့ကတော့ဤချောပုံရဲ့ခင်မုန်းကအနိုင်ယူကောင်နှိမ်နဲ့ဆက်ဆံရေးတွေရှိနေတယ်လို့ကောက်ချက်ချနေကြတာပါချမ်းသာတဲ့တချေးကိုယူပြီးတော့အခုလိုသာဆက်ဆံခံရရတယ်လို့ယူဆရတဲ့အတွက်ဤချောပုံကိုတနာနေကြတာဖြစ်ပါတယ် ဒါအပြင်တချို့ကလည်းအီချောဘူကဝိမုံရွှေကြီးလောက်အကံမကောင်းခဲ့ပါလားလို့နှိုင်းရှင်ကတနားနေကြတာပါတတိယမျိုးသားတွေကိုယူတဲ့အထဲမှာဝိမုံရွှေကြီးကအတော်လေးကံကောင်းနေလို့ဆိုရမှာပါချမ်းသာရေးပြင်တုံနေအောင်ချစ်ခံရတာကြောင့်ပါကိုနန်ဖြိုးချိုကဝိမုံရွှေကြီးကိုတန်မိုးကြီးရတနာရီနဲ့စင်မြန်းပေးတဲ့ပြင်ဒါပဲဖြစ်ဖြစ်ပြည်စုံအောင်သာထားပြရပါဒါအပြင်ပွဲအတူတူတက်တဲ့အချိန်ဆိုလဲတယူတရနဲ့သာဆက်စင်တာပါစိုးပြည့်တစဉ်နဲ့ဟေဝရန်တို့ရဲ့ဆူလျန်းရစ်ပတ်မင်္ဂလာပွဲကိုတက်တဲ့အချိန်မှာလည်း ိုနိုင်ဖြိုးကျော်နဲ့ဝင်းမုံရွှေတို့ကတယောက်လက်ကိုတယောက်မလွတ်ဖြင့်တင်းနေအောင်စုပ်ကင်ထားတတ်ကြတာပါဒီလိုယာရီကြောင့်ပဲချမ်းသာတဲ့အမျိုးသားကိုပိုင်ဆိုင်ရပြီးရင်ချမ်းသာနေုံနဲ့မပြီးပဲအခြေခံရမှသာတာယာရဲ့အိမ်တော်ရေးတစ်ခုဖြစ်မှလို့အမြင်မှန်တွေရရှိနေကြတာပါတရင်ထလာတယ်လို့ဤချောပွေရဲ့အင်တော်ကြီးကတာယာမှုတိတ်မရှိဘူးလို့ထင်လာဆိုတာခံမှန်းပြီးခဲ့ပါအောင်ရှင်တ िश ူပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်